ူတို့တင်ဆက်နေတဲ့အရာကိုကိုယ့်ရဲ့ဘဝအစ်စ်မိုင်းနဲ့တွားပြီးတော့နိုင်ရှင်လိုက်တာ compare လုပ်လိုက်တာဒါကြောင့်လဲ comparison culture လို့ခေါ်တာ podcast ဖြစ်ဖို့ကျွန်တော်ပါတယ်ပြီးဆက်ရတယ်ကျွန်တော်ပါတယ်လိန်ညာထားလဲဆိုတာပြပြကျွန်တော်တို့ရဲ့လူအတိုင်းဝိုင်းမှာ ပေါက်ကရ music ရဘယ်နဲ့မှမသိဘူးရောက်ချလာအများကြီးပဲပြီးတော့အဲ့ဒီမှာပွဲထဲမှာအမြန်ဆုံးပွဲကအဖေရဲ့လမ်းနဲ့ပွဲ မဲ့အောက်ဖေးရလဲကိုကပေးလိုက်နော်ဗိုင်းရပ်စ်ဆိုတာအမြဲတမ်းကံကောင်းပြီးတော့ဖြစ်တာမဟုတ်ပဲနဲ့ဇက်တိုက်ထားတာလို့ပြောရင်ယုံမလားသူတို့တွေကစနစ်တကျအကွက်ချပြီးတော့ကျွန်တော်တို့ရဲ့တန်ရှင်ကိုရဖို့စူးစမ်းတယ်ရသွားပြီဆိုရင်တော့အန်းဆုတ်ထားတယ်ပြန်မလွတ်တော့ဘူးဒါတော့ The Survivor of the Fit Pocket Series ဖြစ်ပါတယ် ဒီကြတဲ့ကကြီးကလကနောက်ခွဲကကြော်ချမ်းမှုအထူးရောင်တွေကိုဘလို့ဝယ်ယူကြလဲဘလို့ဖန်တီးကြလဲပြီးတော့အဲကြော်ချမ်းမှုအထူးရောင်တွေကြောင့်ဘာတွေထိခိုက်သွားလဲဆိုတာကိုပြောပြမယ် episode 3ကြော်ချမ်းမှုအထူးရောင်တွေကြောင့်ဖြစ်စီသွားတဲ့လူအဖွဲ့အစည်းဖြစ်ပါတယ်ကျွန်တော်ရမင်းအောင်ဆိုပါဆိုရှယ်မီဒီယာခေတ်ကြီးမှာကျွန်တော် attention ဆိုတာဟိုဘယ်လိုခေါ်မလဲ currency ပေါ့နော်ငွေကြေး ခုအနေနဲ့ပြောလို့ရတယ်။အဲဒါကြောင့်မယ်ကျွန်တော်တို့ဒီ creator တွေ influencer တွေပြီးတော့ celebrity တွေပါမချမ်းပေါ့နော်။ပျော်ချမ်းဖို့အတွက်ဟိုနီးမျိုးစုံတုံးပြီးတော့ကလပ်ဖန်တွေထိုးချတာပေါ့။အဲ့တော့သူတို့သုံးတဲ့ tactic ဘုံကူကျွန်တော်ပြပြမယ်။နံပါတ်1ကတော့ကျွန်တော်တို့အများစုဟိုတီးပြီးသားလုံးနေကြလဲကြာပြီဗောနော်ဒါကတော့ like တွေဝယ် share တွေဝယ် followers တွေဝယ်ဗောနော်ဒါကတော့အခုချိန်ထိလဲဟိုအတိုင်းတစ်ခုထိတော့ဟို လှုပ်ဖြစ်နေသေးတယ်ထင်တယ်လှုပ်နေကြဆဲပေါ့နော်ပြီးနောက်နံပါတ်2ကကြတော့ drama king တာဆလန်းဆက်အိမ်တည်ပြီးတော့ပွဲလေးတစ်ခုလှုပ်လိုက်တာ drama king တာပေါ့နော်ဟိုဒါတော့ဟိုမြန်မာပြည်မှာဆိုရင်ဘာရှိဘာဟိုအလူနဲ့ပတ်သက်ပြီးတော့ပွဲတွေလှုပ်ကြတယ်ဟာပေါ့နော်ဟိုအဲ့လို drama တွေ king တာပေါ့တချို့ပြီးတော့လဲဟိုဇက်နာရလေးနေတယ် drama king တက်တယ်ပေါ့နော်ပြီးနောက်နံပါတ် 3tactic ကကြတော့ဒါတော့လူတိုင်း မတိတောက်သေးဘူးအဲ့ဒါတော့ကျွန်တော်တို့ဘယ်လိုခေါ်လဲ seeding လို့ခေါ်တယ်သူကဘာလို့လောက်လာတယ်ဆိုတော့ကျွန်တော်တို့ဒီ social media မှာ PR marketing team ဆိုပြီးတော့နောက်ခွဲကနေလှုပ်ရှားတဲ့အဖွဲ့အစည်းရှိတယ်အဲအဖွဲ့အစည်းကဟိုဘယ်လိုလှုပ်လှုပ်လဲဆိုရင်သူကကိုယ့်ရဲ့နာမည်ကို social media မှာဘယ်လိုကြော်ကြားခြင်းလဲကျွန်တော်ဥပမာဟိုကောင်းတဲ့နေပဲကြော်ကြားနေတယ်ဆိုရင်ကိုကကောင်းတာတွေနည်းနည်းလို့သူကဖြွားပေးမယ်ကောင်းတာတွေနည်းဖြွားပေးမယ်ကောင်းတာတွေပဲပြောမယ် တာတကူပြင်းနေတဲ့အဆင့်မြင့်လိုက်မယ်နည်းနည်းလေးတဘာဝကျတော့ကောင်းတာတွေပြောမယ်အောက်ကလည်းဆဲတဲ့လူတွေဆဲမယ်နော်ဒါတွေအကုန်လုံးကသူတို့ train ထားတဲ့ body နဲ့အကောင့်အတုတွေအကောင့်အတုတွေရတဲ့အကောင့်အစ်စ်နီးပါးတူအောင်လှုပ်ထားတဲ့အကောင့်တွေနဲ့ဒေချာအချိန်ယူပြီးတော့ကြာကြာနာနာလှုပ်ထားတယ်ဟိုနောက်ကွယ်ဖြစ်ရတယ်ပေါ့နော်ပြောမှနောက်ထပ်အဆင့်မြင့်သွားမယ်ဟောကိုယ့်ရဲ့နာမည်ကို social media တက်ခွင့်နေရာတိုင်းမှာမြင်ချင်တယ်ကောင်းတာလည်း ခုနံမဲ့ပါရမယ်ကောင်းတာလည်းပြောပေးမယ်ဆဲလည်းဆဲပေးမယ်ဟိုအောက်ဖဲလည်းလန်ပေးမယ်နောက်ဆုံး trolls ပေးမယ်ပြီးရင်ကို meme တွေပါကိုမျက်နှာတွေ meme တွေပါကိုဘယ်နေရာကြီးကြီးကိုနံမဲ့ကိုမျက်နှာတွေပဲမြင်နေအောင်လုပ်ပေးမယ်အဲ့ဒါကိုကျွန်တော် seeding ခေါ်တယ်အဲ့တော့ဒီ tactic သုံးခုသုံးပြီးတော့ကြော်ရှားမှုတွေကိုကြာပြီးတော့ algorithm ဆိုတာလည်းဟိုကုညံတာတွေကိုကြိုက်တယ်အဲ့တော့သူကဒီအဖွဲ့အစည်းတွေနဲ့ပေါင်းပြီးတော့ပွဲလေးတွေလုပ်တယ်အဲ့တော့ အကူလက်တိုင်းကပွဲဆိုတာ ਨੇ အတိအတိုင်းပဲမီဒက်ဒက်စီလောင်းပြီးမီရှိုးပဲပေါ့နော်အဲ့တော့ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ဒီ influencer အမှန်ကန်နေ celebrities အမှန်ကန်နေပျောက်ကုန်တာပေါ့သူတို့တည်င်းနေသူတို့ content တွေရောက်မလာတော့ပဲ ਨੇ ခုနကပွဲရပြန်သွားတာပေါ့နော်ဒါကတော့ဒီပေါက်ကရလောက်တဲ့ influencer တွေကြောင့်သူတို့ level ကတခြားအမှန်ကန်လူတွေထိခိုက်တဲ့အရာပေါ့နော်ပြည့်တော့ကျွန်တော်တို့ viewer တွေအတွက် ဘာတွေထိခိုက်လဲဆိုတာပြပြ viewer တွေအတွက်ကတော့ကျွန်တော်တို့ comparison gacha နော်အဲ့ဒါဘယ်လိုမျိုးလဲဆိုတော့ဟို social media ကြီးอ่ะဗျာကျွန်တော်တို့နေ့စဉ်ကြည့်ဖို့အတွက်မပြီးနိုင်မဆုံးနိုင် content အများကြီးပဲထုတ်လွှင့်ပေးနေတာအဲ့တော့ကျွန်တော်ကျွန်တော်တို့ကကြည့်ရင်ကြည့်ရင်တနေ့တနေ့ကိုယ်ရဲ့ဘဝကိုတဖြည်းဖြည်းနဲ့ level လို့ခေါ်မယ်လွမ်းမိုးလာတာပေါ့အဲ့ဒါနဲ့ဟိုပြဿနာဘယ်အချိန်မှာစလဲဆိုတော့ဒီ ကိုမြင်နေရတဲ့ social media ထဲကပေါ့နော်ဒီ influencer ဆို celebrity ဆိုကိုသူတို့တင်ဆက်နေတဲ့အရာတွေကိုကိုယ့်ရဲ့ဘဝအစ်စ်မိုင်နဲ့တွားပြီးတော့နှိုင်းယှဉ်လိုက်တာ compare လုပ်လိုက်တာဒါကြောင့်လဲ comparison culture လို့ခေါ်တယ်အဲ့တော့ compare လုပ်လိုက်တဲ့အချိန်မှာသူတို့တွေကဗျာသူတို့ရဲ့တကယ် best moment တွေကောင်းဆုံးအရာတွေကိုပဲချပြအဲ့တော့ဘယ်လိုလိုဆိုတော့ကျွန်တော်တို့ဝတ်ပြမယ်စားပြမယ်သွားပြမယ်အန်ပေါင်းစင်းပစ္စည်းကောင်းစားကြီးတွေဝယ်ပြမယ် ကားကောင်းစားကြီးတွေစီးပြစသည်အပြင်ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ကြည့်တဲ့ viewer တွေကတော့ပထမတော့ oh my တဲ့ကြိုက်တယ်ဟာအားကြလိုက်တာပေါ့နော်ဒါပေမဲ့တဖြည်းဖြည်းတဖြည်းဖြည်းကြည့်ဝများလာတဲ့ချိန်မှာငါးပါလို့အဲ့လိုမဝယ်နိုင်ရလဲမဝစ်နိုင်ရလဲမစားနိုင်ရလဲအဲ့တော့ကိုကိုကိုတဖြည်းဖြည်းနဲ့ဟိုအပြစ်တင်လာတယ်တဖြည်းဖြည်းနဲ့စိတ်ဖိစီးမှုတွေဖြစ်လာတယ်နောက်ဆုံးစိတ်ကြယောဂါတွေပါဖြစ်လာတယ်တကယ်တမ်းတော့ဗျာကျွန်တော်တို့ဒီ influencer တို့ဒီ ဟို celebrity တွေဆိုတာကသူတို့ဘဝရဲ့အကောင်းဆုံးအရာလေးကိုပဲချပြတာဒါပေမဲ့အဲချပြတဲ့ content တပုတ်ရဖို့သူတို့ဘာတွေပြဆက်ထားလဲသူတို့အခက်အခဲတွေရှိတယ်သူတို့ဘာတွေလိမ်ညာထားလဲဆိုတော့ကျွန်တော်တို့ဘယ်သူမှမသိဘူးနော်အဲ့ဒါအောင်မှာကိုရီးယားကိုဘဝအစ်စ်မိုင်းနဲ့သွားခံစားတဲ့အချိန်မှာပဲရှင်းလို့ရမယ်ပေါ့နော်ပြီးတော့သူတို့တွေအရန် နာမည်ကြီးလာရင်လှုပ်တက်တဲ့အရာလေးတွေရှိတယ်။အဲ့ဒါပါလဲဆိုတော့ဟိုတစ်ချိန်တုန်းကသူတို့ပေးဆက်ခဲ့ရတယ်။အရာတည်းကတခုကိုနော်ဟိုဇလန်းဇက်အိမ်တည်ပြီးတော့ကျွန်တော်တို့ပြန်ချပြဥပမာမအောင်မြင်ခင်နာမည်မကြီးခင်တုန်းကတော့ဘလူးနေခဲ့ရတာဘလူးစားခဲ့ရတာစသည်အဖြစ်ဘာလို့ကျွန်တော်ဇလန်းဇက်အိမ်ကောင်းကောင်းလေးတည်ပြီးတော့ကျွန်တော်တို့ဂျင်းထက်ကျွေး ကျွန်တော်လည်းစားတယ်ဒီရုံနေလေเนาะအဲကြောင့်မလို့ပဲဒီ comparison ခါချရတဲ့အတွက်နိုင်တော့เนาะအဲ့တော့ဟိုဥပမာကိုဥပမာပဲကိုပြမယ်เนาะဥပမာဆိုရင်ကျွန်တော်ဒီ podcast ဖြစ်ဖို့ကျွန်တော်ဘာတွေပြီးဆက်ရလဲကျွန်တော်ဘာတွေလိညာထားလဲဆိုတာပြပြအဲ့တော့ဟောကွာကိုပြောတာကောင်းပါတယ်เนาะအဲ့တော့ဘာတွေပြီးဆက်ရလဲဥပမာဒါ video podcast ဖြစ်တဲ့အတွက်ကျွန်တော်ရိုက်ကူးနေပတ်သက်ပြီးတော့ကျွန်တော်တည်ရမယ် ပြောမှကျွန်တော်ဒါ podcast ကလည်း series ဖြစ်တဲ့အတွက်ပဲ episode ကိုအရင်ပြောတင်တယ်။စသည်အဖြစ်ပေါ့နော်။ပြီး episode ထဲမှာပဲအပိုင်းအရင်ပြောမလဲ။နော်။အဲ့တော့ storytelling ဘိုင်း script ဘိုင်းလည်းတီမီခေါမီလောက်တော့ကျွန်တော်တည်ရလေ့လာထားရပေါ့နော်။အဲ့တော့ဆိုလိုချင်တဲ့အချိန်တွေကျွန်တော်ပေးဆက်ထားတယ်။နော်ပေးဆက်လိုက်ရတယ်။ပြောမှကျွန်တော်ဘာလေညာထားလဲဆိုတော့ဟုတ်ပါဒါဆိုရင်ခုကင်မရာထဲကထွက်တဲ့အယုတ်ဒါဆိုရင် edit မလုပ်ထားတဲ့အတန်။နော်။အဲ့တော့ ကြည့်ပြောရှုပြောနားထောင်လို့ကောင်းအောင်ဘယ်လိုခေါ်မလဲဟိုမျက်နှာမြင်ချစ်ခင်ပါစေအတန်းကြာတနာပါစေဖြစ်အောင်ကျွန်တော် edit လို့လုပ်ရတယ် editing ပညာနဲ့လိညာလိုက်ရတယ်ဟောနော် edit လုပ်လိုက်ပြီဆိုကြတဲ့ကတော့ဒါအလိညာပဲဗောနော်ဒါပေမဲ့ဒါတော့ဘယ်သူမှမထိခိုက်ပါဘူးဆိုလိုချင်တာပြစ်ဆက်ထားတာရှိတယ်လိညာတွေရှိတယ်အဲ့ဒီပုံမှာသွားကြည့်ပြီးတော့ဟာသူ့လိုရိုက်ချင်လိုက်တာသူ့လိုရိုက်တက်ချင်လိုက်တာဟာသူ့ကင်မရာရမိုက်လိုက်တာသူ့ဟို podcast အတန်မိုက်လိုက်တာမိုက်ကလေးရမိုက်လိုက်အစတရားပြမိုက်တာအားကြတာ okay တယ် ဒါပေမဲ့ကိုအဲ့လိုမလုံနိုင်လေချင်းဆိုပြီးတော့ဒိန်းဆိုထိုးဆင်းသွားလို့မရဘူးအဲ့တော့ comparison culture တွေကကျွန်တော်တို့ထွက်ဖို့အတွက်ဆိုရင်နံပါတ်1ဟိုအမှန်ကန်တင်ဆက်တဲ့ influencer တွေဟိုအမှန်အမှန်ကန်တွေပဲချပြတဲ့ celebrity တွေကိုပဲပေးပါပေါ့နော်ဟိုအဒီအဓိကကျတော့ဘယ်လိုခေါ်မလဲဟို authentic တွေကိုပဲ follow လုပ်ပါကိုက online မှာမြင်နေရတဲ့သူ့ကိုကြည့်နေပြီးတော့ကြည့်နေရတာကိုယ်စိတ်ကိုဖြည်းစည်းမှုတွေဖြစ်လာပြီးသူ့တခါတည်းမတော်လားအာရုံနောက်မခံเนาะပြီးနောက်နံပါတ်1ကကြတော့ကျွန်တော်တို့ဒီဟိုပါ့ screen time ကျွန်တော်တို့ရဲ့ screen time ကို limit လောက်ရမယ်ဟို episode 1တည်းရလို့ scroll trap ကိုပေါ့เนาะ scroll trap တည်းရနေရအောင်ထွက်ရမယ်ပြီးနံပါတ်3ကကြတော့ဟိုရောင်ရဲရမယ်ရောင်ရဲရမယ်ဆိုမှာ ဥပမာလေးထပ်ပေးလိုက်မဒီဥပမာတော့ပေးတာနည်းနည်းရှိအခုတည်းတော့မဖြစ်သေးဘူးအဲ့ပါလဲဆိုကျွန်တော်ကဟို raptor 4 raptor အရင်စီးကျင်တာပေါ့နော်အဲ့တော့အဲ raptor ကြီးတွေးပြီးဆိုအဲမောင်းလေးလို့လိုက်ကြည့်ပါဘာတွေဘာတွေလှုပ်လို့တော့ချမ်းသာတယ်စသည်အဖြစ်ပေါ့နော်ပြီးတော့မှကိုကားကိုကိုမစီးကျင်တော့ဒါပေမဲ့ဘွားကိုဘယ်လိုတွေးလဲခုကားရှိတယ် ်စင်ပြေတယ်ကျွန်တော်ဘတ်စကာတိုးစီရမလို့တက်စီတွေပါစောင့်နေကြမလို့ကားရှိတယ်လူချင်းတဲ့နေရောက်ချင်းတဲ့နေရသွားလို့ရတယ်အေကွန်လေးလေးအေးပါတယ်ကားလေးလေးငြိမ့်ပါတယ်ဟုတ်မနော်အဲ့တော့ဒီကတော့ walk down လောက်ဖြစ်မြောက်တာပေါ်ပြပဲကြည်ပြီးတော့အဲ့ဒီချိန်မှာဒါလေးပဲရှိတာဖြစ်တဲ့အတွက်ဒါလေးနဲ့ရောင်းရဲလိုက်တယ်ဒါပေမဲ့နောက်ဘယ်နှစ်နှစ်လဲဒီနှစ်ဟဲ့နော်ဒီနှစ်ဆိုရင်ပဲပြစီမယ်စသဖြင့်လက်ရှိချိန်မှာရှိနေတဲ့အရာလေးနဲ့ ကိုကိုသတ်မှတ်ပြီးတော့အဲကိုကိုရအောင်လက်ရှိချိန်မှာအဲကိုကိုပေါ့နော်ထက်မြင့်တဲ့ကိုကိုသွားရတာပေါ့နော်ဆိုလိုချင်တာဒီနေ့ဒါရှိတယ်ဒါစားလိုက်တယ်နည်းပီဇာစားမယ်စားတယ်ပဲ something like that ပေါ့နော်ရှိနေတဲ့အရာလေးကိုဒါလေးပဲသုံးပြီးတော့ဟိုအောက်ကိုဆင်းသွားတာမဟုတ်ပဲねဒါလေးကိုသုံးပြီးတော့အပေါ်တက်တာလောက်ရမယ်အဲ့တော့ဒါမှအရေးကြီးဆုံးကတော့အဲဟိုရောင်ရဲပြီးတော့ကြိုးစားရောင်ရဲပြီးတော့အောက်ဆင်းသွား ဘောနော်ပြီးနောက်နံပါတ်၄ကကြတော့ကျွန်တော်တို့ထုတ်ပြောပါဘောနော်ကျွန်တော် ဆိုရှယ်မီဒီယာအကြောင်းဖြစ်တဲ့စိတ်ဖိစီးမှုတွေစိတ်ကြယောဂတွေဆိုတာဟိုထုတ်ပြောတင်တယ်အဲ့တော့ဆေးလည်းမရှိပါဘူးအဲ့တော့ကျွမ်းကျင်တဲ့ပညာရှင်တွေနဲ့တိုင်းမင်မကိုမိတ်ဆွေတငယ်ချင်းတွေရင်းဖွင့်မှာနောက်ဆုံးကျွန်တော်ဒီ podcast မှာပါ comment မှာပါလာပြောလို့ရပါတယ်အဓိကပြခုနကပြောတဲ့ဒီ influencer တွေ celebrity တွေကဒီ ဟိုပေါက်ကြရနေတယ်ကျွန်တော်တို့ဒုက္ခတွေပေးနေတဲ့အချိန်မှာကျွန်တော်တို့ကဘယ်လိုခေါ်မလဲပွင့်လင်းမြင့်တာမှုရှိရှိနဲ့သူတို့ပြန် fight back လုပ်ရမယ်လုပ်တင်တယ်ဘောနော်ဒါပေမဲ့ကိုယ်ကအဲ့လိုမပြောချင်းဘူးမပြောရဲရှက်တယ်ကြောက်တယ်စသည်ရှိမှာပေါ့အဲ့လိုမျိုးချင်းနေဆိုရင်တော့ဟိုကိုယ့်ရဲ့ခံစားနေရတဲ့အရာတွေစာအုပ်တော့မှချရည်လိုက်အားတော့ဟိုတဝက်လောက်ပေါ့တက်တာသွားလိမ့်မယ်ကျွန်တော်ဆိုအမြဲတမ်းလုပ်တယ်မပြောချင်းတဲ့အရာတွေစသည်ရပြပေါ့နော်အဲ့တော့ဒါကခုနက ဒီသူတို့နယ်ပယ်တဲ့ကနော်ပေါက်ကဲလောက်တဲ့သူတွေကြောင့်အမှန်ကန်လူတွေခံရတာပြောပြီးပြီးအခုကပေါက်ကဲလောက်တဲ့လူတွေကြောင့်ကျွန်တော်ကြည့်ရတဲ့လူတွေကြည့်တဲ့ viewer တွေဘလို့ထိခိုက်လဲဆိုတာပြောပြီးပြီးအခုနောက်ဆုံးပေါက်ကဲလောက်တဲ့လူတွေကြောင့် community ဘလို့ထိခိုက်လဲပေါ့နော်သူတို့တွေကဟိုနာမည်ကြီးရင်ပြီးတော့အကုန်လုံး club ထိုးတယ်ပေါ့နော်အကုန်လုံးနှီးပေါင်းစုံလောက်ကြတာဖြစ်တဲ့အတွက် သူတို့လှုပ်လိုက်တဲ့ဟာတွေကြောင့်ကျွန်တော်တို့ရဲ့ new fees တင်မဟုတ်ပဲနဲ့ကျွန်တော်တို့ရဲ့နှုတ်ဖွဲ့စီပါပျက်စီးလာပြီဥပမာပေါက်ကဲလှုပ်တဲ့အကျော်ကြားသွားတယ်နာမည်ရသွားတယ်ဆန်ရလာအဲ့ဒါကိုသူ့ကြည့်ပြီးဟာပေါက်ကဲလိုက်လို့တယ်နာမည်ကြားဟာအဲ့ဒါပေါက်ကဲရလိုက်လို့ကျွန်တော်တို့ရဲ့လူအတိုင်းဝိုင်းမှာပေါက်ကဲ music ရဘယ်နဲ့မှမသိဘူးရောက်ချလာအများကြီးပဲပြီးတော့ နော်အဲ့တော့အဲ့တခုပြီးတော့မှခုနကလို comparison ကားချပေါ့နော်ပေါက်ကရလောက်တယ်ကြော်ကြားလာတယ်ပတ်စံတွေပါရရတယ်ငါအမှန်ကန်လုံနေတယ်စူးစမ်းနေတယ်တို့တော့ပတ်စံမရအောင်ဆိုတော့ကုန် give up သွားဆိုတော့ဟိုဘယ်လိုခေါ်မလဲဟိုအရင်စိုးသွားတယ် community ကအဲ့တော့ဟိုအမှန်ကန်လူတွေဥပမာအမှန်ကန် influencer တွေအမှန်ကန် celebrity တွေ နေရာမရှိတော့ဘူးပျောက်ကုန်တယ်ပြီးကြီးရတဲ့လူတွေကလည်းပောက်ကြရတယ်ရောက်ကုန်တယ်နော်အဲ့တော့အမှန်ကန်နေပျောက်ပောက်ကြရတယ်ရောက်ဆိုတော့ yeah အဲ့တော့ဘယ်လိုခေါ်မလဲဒါကြီးကလည်းဟိုစနစ်ကျတဲ့ system တခုပေါ့နော်ဒီအတူရောင်တွေကိုဝယ်တာတို့ဖန်တီးတာတို့အော်ကြောအောင်မြင်မှုအတူရောင်တွေတို့ကြောချောင်းမှုအတူရောင်တွေဆိုတာစနစ်ကျတဲ့ system ကြီးတခုအနေနဲ့ရှိတယ်ပတ်စံနဲ့တကယ်ရတယ် profit လေးတကယ်ဖြစ်တယ်ပေါ့နော်အဲ့တော့ဘယ်လိုပြောရမလဲဒီကစားပွဲကြီးမှာကျွန်တော်တို့ကဒီလိုဖက်လိုက်ချင်းနေနဲ့မမြမတတွေနဲ့ဖြစ်နေတဲ့အချိန်မှာကျွန်တော်တို့ဘယ်လိုကစားလို့ရမလဲဆိုတော့နံပါတ်1 viral အရန်ဖြစ်နေပြီဆိုရင်တတိချပါအဲ viral ပွဲပေါ့နော်ပွဲအရန်စုနေပြီဆိုရင်အဲပွဲထဲမှာရှိတဲ့ပါတယ်ပွဲထဲမှာပါတယ်တယောက်မယောက်ကနောက်6လသမုတ်တစ်နှစ်အတွင်းမှာ အရန်အောင်မြင်သို့မဟုတ်အရန်ချမ်းသာလာနော်98%ကျွန်တော်အဲ့လောက်ပြောလို့ရတယ်အဲ့တော့ဟိုပွဲဆိုရင်ကျွန်တော်ပါလို့ရမလဲပွဲပဲဗျာထိုင်ကြည့်လိုက်ပေါ့ဟုတ်နော်ဟိုအဲ့လိုပွဲဆိုတာလဲခုနပြောခဲ့လို့ပဲဟိုဒီနောက်ကွယ်ကတင်းနေပေါ့နော်သူတို့တွေကဟိုပလန်ချပြီးတော့ပေါ့နော်ဟို yeah ဟိုပြောတယ်လားပြောလို့ရတယ်လားတော့ပြောမယ်ဟိုကျွန်တော်ရဟိုလောင်းကစား podcast ဆိုတဲ့ဟာလေးကြည့်ဘူးလားအဲ့ထဲမှာကျွန်တော်ဥပမာပေးတာရှိတယ်အရင်ပြောရင်ရုပ်ထုကြီးဖြစ်တတ်တယ်ဆိုတော့လေအဲ့ဒါထားပါအဲ့တော့သူတို့တွေက plan ချတာ၄လ plan ၆လနဲ့စသဖြင့် plan ရှိတယ်အဲ့ plan မှာကိုတွေကအဲသူတို့တွေကပေါ့နော်ဒီ influencer ဆိုသူမျိုး celebrity တွေကပုံမှန်အတိုင်းလေးအလုပ်လုပ်နေတယ်တည်ရပုံမှန်ပဲလူတွေစီလည်းရောက်ချင်မှရမှာဒါပေမဲ့အချိန်ကျပြီလက်မထောင်လိုက်ပြီးချလို့ရပြီဆိုတဲ့အချိန်မှာဘုံဆို ပွေးပေါ်လာ ဲ့ဒီမှာပွဲထဲမှာအမြန်ဆုံးပွဲကအောက်ဖရဲလန်တဲ့ပွဲအမေအောက်ဖရဲလည်းကိုကပေးလိုက်နော်ကိုကပေးပြီးရော့ဒီဖဲဒါငါရဲ့ဒါမကောင်းတဲ့ရော့ဒါလေးနဲ့ချပြီးတော့မှသူတို့ကအဲပွဲချအဲပွဲကဇက်တိုက်ပြီးသားဖြစ်တယ်ပြအဆုံးမှာပဲဘယ်ကနေဘလို့လက်လက်ပပလေးဖြည့်ရှင်းပြီးတော့ပွဲကိုအနိုင်ယူသွားမလဲဆိုတာဆက်လန်းထွက်ပြီးသားအဲ့တော့မှဟိုအမှန်ကန်တချို့တွေကဟိုဘယ်လိုခေါ်မလဲအဲပွဲထဲမှာဝင်ပြီးတော့ ဝင်ဝင်ဆဲတာတို့ဝင်ပြီးတော့ဘယ်လိုခေါ်မလဲကိုယ့်ရဲ့ဟိုထင်မြင်ယူဆချက်တွေကို share ပြီးတော့ပြောတာစတဲ့အဖြစ်ပေါ့နော်အဲဒို့လူတွေအတွက်လည်းကျွန်တော် podcast လေးတခုဟို episode လေးတခုလာမယ်ပေါ့နော်ဆိုလိုချင်တာပွဲဆိုတာပြတကယ်တမ်းမီးရှို့တာမီးရှို့တဲ့အချိန်မှာကိုကမသိပဲနဲ့ကိုကအမှန်အကန်ကြီးတွေဝင်ဆဲနေဝင်ခံစားနေဆိုတာကိုကအဲပွဲမီးထဲမှာကိုကမီးစာလေးဖြစ်သွားနော်အဲ့ချိန်မှာဒီ algorithm ကြီးကဟာဟိုမှာပွဲဟေးဆိုတက်စီကောက်လောင်းလာဝုန်းဆိုကိုကပြန်ဖြစ်တယ် ပြအပြင်းမခံပါနဲ့။အဲ့ဒါအရန်ဖြစ်နေပြီပွဲအရန်ဆိုနေပြီကြည်ပါပွဲပဲကြည်နေလိုက်ပါပြန်ရတယ်နော်။ပွဲဆိုတာအဟိုကြည်လို့ကောင်းပါတယ်ကြည်ပြပါ။ပြီးတော့မှနောက်တစ်ချက်ကကြတော့နံပါတ်1ကကြတော့ကျွန်တော်တို့သူတွေကို follow လုပ်ထားလဲ။နော်။ဘာကြောင့် follow လုပ်ထားလဲဆိုတာလေးကိုကွာကိုပြန်ပြီးပေါ့။ကို follow လုပ်ထားတဲ့လူတွေစရင်ကိုဆက်လိုက်။ဆက်လိုက်ပြီးတော့မှဒါပါတော့ဒီလူကို ငါဘာလို့ follow လုပ်တာမမတ်မိဘူးဆိုရင် तू content တွေဝင်ကြည့်လိုက် तू content တွေအခြေအနေမကောင်းဆိုတခါလေအဲ follow လုပ်လိုက်ဘယ်လိုလဲအဆင်ပြေအဓိကကတော့ဟိုအာကို new feed မှာအာရုံနောက်မခံနေပေါ့နော်ဟို algorithm ကြီးကတော့ဟိုကို follow မလုပ်ထားတဲ့လူတွေလည်းပြကောင်းပြနေပြမှာပဲလေနော်ဒါပေမဲ့အဲထဲမှာမှာကိုကပေါက်ကရတွေ follow လုပ်ထားတယ်ဆိုရင်သွားပြီနော်အဲ့တော့ပွဲဆိုရင်ကိုကိုမေးခွန်းထုတ်ပါ ဘယ်သူတွေကို follow လုပ်ထားလဲပြီးရင်ဟိုအမှန်အကန် authentic တင်ဆက်တဲ့အမှန်ကန်နေတင်ဆက်တဲ့ creator တွေကို support ပေးပါပြောရမှာတော့အားတော့သိမရှိဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်အမြင်ပြောရရင် now ထောက်လတနည်းအတွင်းထိတော့ချိန်ကြံသေးတယ်အဲနောက်ပိုင်းမှဆိုရင်တော့မလွယ်မလွယ်ဘူးဆိုတာဟို ခရီးတာသေးသေးလေးတွေပါဟိုခရီးတာဟိုအရှိန်ကောင်းကောင်းနဲ့သွားနေတယ်ဟိုခက်ခက်တဲ့တုံးနေတဲ့နာမည်ရယူတဲ့ခရီးတာတွေပြောရမှာပေါ့ခရီးတာအစ်စ်တွေအမှန်ကန်လှုပ်ချင်တဲ့ခရီးတာအစ်စ်တွေဟိုနေရာရဖို့อ่ะအကွာ AI နေနဲ့ပေါ်လာပြီဆို AI content နေလဲလာတော့ပါဆိုတော့ညနော်အဲ့တော့ခရီးတာအစ်စ်အမှန်တွေကို support လုပ်ပေးပါဥပမာကျွန်တော်လူနော်အဲခရီးတာအစ်စ်မန်တွေကို support လုပ် ညာအဲအကြောင်းကတော့ဘယ်လိုခေါ်မလဲပြောရတာနည်းနည်းအားတော့မရှိဘူး Okay ပြန်တော့တစ်ချက်ကကြတော့ကိုယ့်ရဲ့ဟို mental health ပေါ့နော်စိတ်ကျန်းမာရေးကိုလည်းအပြစ်ထားပါနဲ့ကျွန်တော်တို့ကဟိုစိတ်ကျန်းမာရေးကိုလွတ်ထားတတ်တယ်နော်သွားနိုင်လာနိုင်နေနိုင်စားနိုင်နေဆိုပြီးတော့စိတ်ကျန်းမာရေးကိုမေ့နေတတ်တယ်ဒါပေမဲ့ तू ကခံရမှုဆိုအချီးခံရတာအဲ့တော့စိတ်ကျန်းမာရေးနဲ့ပတ်သက်တဲ့ဘူးတူလိုက်ရမယ့်စာအုပ်လေးတွေဝက်ဖက်ပေါ့ဗျာ ် online မှာလည်း share လို့ရပါတယ်အဲ့တော့ပြောချင်တာကတော့ကျွန်တော် viral တော့မလိုက်ပါနဲ့ပွဲတွေတော့မလိုက်ပါနဲ့စစ်အမှန်နေတော့လိုက်ပါ trust ယုံကြည်မှုတော့လိုက်ပါပါเนาะယုံကြည်မှုကကျွန်တော် viral ထက်တန်ဖိုးလည်းအများကြီးရှိပါတယ်ပြီးတော့ကြာရှည်လည်းခံပါတယ်เนาะအဲ့တော့အပိတ်အနေနဲ့ပြောချင်တာကတော့ online မှာတွေ့ရတဲ့အရာတခုခုတစုံတယောက်ယောက်ကြောင့်ကိုယ်စိတ်ဖိစီးမှုဖြစ်နေပြီးဆိုရင်68 ရာခိုင်နှုတ်လောက်ကအဲ့လေဆက်တိုက်ထားတာတွေပါအရင်ဝင်မခံစားပါနဲ့เนาะပြီးတော့ social media ပေါ်မှာကြော်ကြားမှုဆိုတာဝယ်ယူလို့ရပါတယ်ဖန်တီးယူလို့ရပါတယ်နောက်တစ်ချက်ကတော့ဒီ episode 3D ဟာသင်ကိုတွေးခေါ်စရာတစ်ခုခုပေးခဲ့မယ်ဆိုရင်သင်ရရခဲ့မယ်ဆိုရင်ကိုပေါ်တာတွေနဲ့မျှဝေပေးပါဒီလိုမျိုးစကားဝိုင်းတွေမှာလူတွေများများရောက်လာဖို့လိုပါတယ် ါတော့ The Survivor of the Fit Okay series episode 3 episode 3ပဲရှိသေးတယ်မင်းလေကြော်ကြားမှုအတူရောင်နေကြောင်းပျက်စီးသွားတဲ့အလူအဖွဲ့အစီအကြောင်းပြောခဲ့တာပါကျွန်တော်တော့မင်းတော့ဆိုပါ Digital Chaos ကပါကြီးမှာဒီပဲရှိတဲ့ content တွေကိုအန်တီဖို့ကြိုးစားနေပါတယ် Take care